။ကိုအရင်တုန်းကကြီးလက်တော်ရွာလေးတရွာမှာဆင်းရဲသားလက်သမားတယောက်ရှိပါတယ်။သူ့နာမည်ကဥပကြီးပါ။ဥပကြီးဟာနေ့စဉ်လယ်ထဲမှာစူးစားလောက်ကိုင်းနေပေမဲ့သူ့မိသားစုကဆင်းရဲလွန်းလာပါတယ်။တနေ့မှာတော့သူ့ဘဝကိုပြောင်းလဲစေမယ့်အရာတစ်ခုနဲ့ကြုံတွေ့လိုက်ရပါတယ်။တနေ့တော့ဥပကြီးဟာသူ့လယ်ထဲမှာမြေတူးနေစဉ်မြေအောက်ကအိုးတလုံးကိုတွေးလိုက်ရပါတယ်။အိုးလေးကတာမန်အိုးတွေနဲ့မတူပါဘူး။ထူးဆန်းတဲ့အရောင်တွေနဲ့လှပနေပါတယ်။ဥပကြီးကအိုးလေးကိုတေချာတန်ရှင်းပြီးအိမ်ကိုယူဆောင်သွားပါတယ်။ ညနေပိုင်းမှာဥပကြီးကအိုးလေးကိုတေချာကြည့်နေစဉ်အိုးထဲကနေထူးဆန်းတဲ့အလင်းတစ်ခုထွက်လာပါတယ်ပြီးတော့အိုးထဲကနေနတ်သားတစ်ပါးပေါ်လာပါတယ်ကျေးဇူးတင်ပါတယ်လေသမားကြီးငါကိုကဲတင်လို့ပါဒီအိုးဟာမှိုးတလုံးပါမင်းကိုဆုလက်တစ်ခုပေးမယ်ဥပကြီးကနတ်သားကိုကျေးဇူးတင်ပြီးဆုတောင်းဖို့စဉ်းစားပါတယ်သူကခဏလောက်စဉ်းစားပြီးတော့ကျေးဇူးပြုပြီးငါကိုချမ်းသာစေပါလို့တောင်းဆိုလိုက်ပါတယ် ကောင်းပြီဒါပေမဲ့မင်းရဲ့စိတ်နှလုံးကယူသားမှုရှိရမယ်လောဘမကြီးနဲ့မင်းရဲ့ဆန္ဒကိုပြည့်စုံမယ်။နတ်သားကဥပကြီးကိုရွှေတင်ကားရည်ရတနာရည်ပေးလိုက်ပါတယ်။ဥပကြီးဟာချမ်းသာလာပြီးသူ့မိသားစုနဲ့ပျော်ရွှင်စွာနေထိုင်လာပါတယ်။ဒါပေမဲ့ချမ်းသာလာတာနဲ့အမျှဥပကြီးရဲ့စိတ်ထဲမှာလောဘတွေဝင်လာပါတယ်။သူကပူပြီးပူပြီးတောင်းဆိုလာပါတယ်။နတ်သားကို ထပ်ပြီးရွှေရည်ရတနာရည်တောင်းပါတယ်။လေသမားကြီးမင်းရဲ့လောဘကမင်းကိုပျက်စီးစေလိမ့်မယ်။ငါမင်းကိုတတိပေးတယ် ဒါပေမဲ့ဥပကြီးကနားမထောင်ပါဘူးနောက်ဆုံးမှာနှစ်သားကဒေါသထွက်သွားပြီး ဥပကြီးကိုဆင်းရဲခြင်းစီပြန်ပို့လိုက်ပါတယ်ဥပကြီးဟာသူ့ရဲ့လောဘကြောင့်ဆုံးရှုံးသွားရပါတယ်ဒါပေမဲ့သူဟာဒီအဖြစ်ပြက်ကနေကြီးမားတဲ့သင်ငန်းစာကိုရလိုက်ပါတယ်လောဘကြီးခြင်းဟာဘယ်တော့မှကောင်းကျိုးမပေးဘူးဆိုတာကိုသဘောပေါက်လိုက်ပါတယ်ဒါကြောင့်ဥပကြီးဟာသူ့ရဲ့ရိုးရိုးလေးနဲ့ပျော်ရွှင်တဲ့ဘဝကိုပြန်လည်တည်ဆောက်ပြီးနေထိုင်သွားပါတယ်ဒီပုံမြင်လေးကနေသင်ငန်းစာတစ်ခုရခဲ့ပါသလား လောကကြီးချင်းဟာဘယ်တော့မှကောင်းကျိုးမပေးပါဘူးယူသားစွာစူးစမ်းပြီးကျင့်တတ်တဲ့စိတ်နဲ့နေထိုင်ခြင်းကသာစစ်မှန်တဲ့ချမ်းသာခြင်းပါ။ယေရှုတင်ပါတယ်နောက်ထပ်စိတ်ဝင်စားဖွယ်ပုံမြင်တွေကိုဆက်လက်မျှဝေပေးပါဦးမယ်။